နိုဝင်ဘာလ၁ရက်နေ့ယေရှုကလည်းတင်ဒီငါပြုသောအမှုကို အခုနားမလည်သေး။နောက်မှတည်လိမ်မည်ဟုမိန့်တော်မူ၏။ရှင်ယောဟန်ခွေဝင်ကျမ်းအခန်းကြီး7ခန်းငယ်9ကျွန်တော်အနေဖြင့်တတိပေးလို့ဒီမှာ ခနာကိုမကြမ်းပါခြင်းသည်အဆိုးရွားဆုံးကြုံရမည်ကိစ္စမဟုတ်ပေ။ကျွန်တော်တွေ့ဘူးသည့်စိတ်ပြက်စရာကောင်းပြီးကလိန်ကြသည့်လူတို့ချို့တွင်ခနာကိုချိုးရင်းချက်အားနည်းချက်လုံးဝမရှိပေ။သို့သော် တချို့သောထင်ပေါ်ကျော်ကြားသည့်အများအကျိုးပြုသူများတွင် ရုပ်ပိုင်းဆိုင်ရာချိုးရင်းချက်များသာရှိပါသည်ဥပမာဒမာစီယာတချင်းကိုဆက်ဆိုသည့်ဟန်တဲမှာလက်ရဘက်ချမ်းနှင့်ညာလက်လေးဖြက်လျက်ရှိပြီးကက်သရင်းဘူးမှာခွေလွန်ကန်ဤတစ်နှစ်အလိုတွင်လာခြင်းမှုကင်းသည့်နေ့တစ်နေ့မှာမရှိခဲ့ဟုဝန်ခံခဲ့ပါသည်အလားတူဟယ်လန်ခီလာမှာကျမရဲ့ချိုးရင်းချက်တွေအတွက်ဘုရားသခင်ကိုကျေးဇူးတော်ချီးမွမ်းပါတယ်ဒီချိုးရင်းချက်တွေကြားရတဲ့ကနေကိုကိုကိုတီးခဲ့တယ် ဘုရားသခင်နဲ့ကိုယ့်အလုပ်ကိုတွေ့ခဲ့ပါတယ်ဟုဝန်ခံလေတယ်။ကျွန်တော်တွေ့ဘူးသည့်ဒုချသည့်ခရိယံများမှာဘိန်းတက်ကလထိုင်ပေါ်မှာသူတော်စင်များဖြစ်ပါတယ်။ဘုရားသခင်ကတဲ့အားဒုက္ခဝေဒနာများရဲမှာအောင်ပွဲခံနိုင်သူဖြစ်ရာဂိယုဏတော်နှင့်ပြည့်စုံတော်မူပါစေသော။ယနေ့တွင်ဆုတောင်းခြင်း။တကယ်ယေရှုကျွန်တော်ဘဝမှာရုပ်ပိုင်းဆိုင်ရာချိုးရင်းချက်တွေနဲ့တွေ့ကြုံတိုင်းအရှင်နဲ့ပူနီးစီတော်မူပါ။အာမင်။ ုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမြစ်တမ်းရိုက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွေမှာပြန်တွေ့ပါအောင်ခင်ဗျာ